သို့သားများအောင်သူကြီးလည်းမင်းဖြစ်လေဘုဒ္ဓကိုအာနုဘော်ကြီး၏မိမိတခွာရအရဲ၌ဘူရင်ကြီးတာယာစွာပြုပြီးတော့ငကားယုတ်ကြီးကြီးစွာထူ၍ထားသည်ထို့သောငကားယုတ်လှုပ်၍ကိုးွယ်ကြီးသည်ကငကားသည်လူတို့ထက်မြတ်လေသည်တကောလည်းကြီးလေသည်ကိုးွယ်ရသောအကျိုးကြီးမီဟု၍ပြုလေသည်ဒုံမတစ်ပါးလည်းယသိပြီးစားရှိသောတထုံမီတို့မှစီခုံပထိုးရှိသည်ကိုအကြောင်းပြု၍အယူမှားသောအကြီးကြီးတို့နှင့်တိုင်ပင်၍ပထိုးကြီးတစ်လုံးပထိုးငယ်တစ်လုံး ပထိုးသားများတစ်လုံး၊တင်းလဲပထိုးတစ်လုံး၊စိတ်တီပထိုးတစ်လုံး၊ဤပထိုးငါးလုံးကိုတည်၏။ထိုပထိုးငါးလုံးတို့တွင်နတ်ယုတ်လည်းမမီ၊ဖျားယုတ်လည်းမမီလို့၏။ညနတ်နတ်ထမင်းဟင်းတေစာတင်၍ကိုးဝယ်သည်ဖြစ်၏။နတ်တော်ကြောင့်တကားမင်းချမ်းသာဟူ၍လည်းတည်၏။မန္တန်ရာဇဝင်တော်ကြီးရှေးဟောင်းမြမသမိုင်း၌ပါရှိသောပကံမင်းဆက်ဘရင်များတဲ့တွင်စောယဟန်ဟူ၍စောယဟန်ဖွဲ့မိတတ်ထားသောဘရင်နှစ်ပါးရှိသည်။ရင်းတို့က ။ဥပါသောယဟမင်းနှင့်ညာဥသောယဟမင်းတို့ဖြစ်ကြသည်။ညာဥသောယဟမင်းသည်စတေရာစုရှေးဥပိုင်းပကံဘရင်ဖြစ်သည်။ရောယထာဘရင်လက်ထက်ဥစွာကြောက်စာရေးထိုးခြင်းခံရသောဘရင်မှာညာဥသောယဟမင်းဖြစ်သည်။ညာဥသောယဟမင်းကိုမြမယာဆွေ၌တောင်သူကြီးမင်းဟူ၍လည်းခေါ်သည်။သူ၏တခွာယာခင်းနှင့်ဝင်ပြီးတခွာသည့်ခူစားသောတိန်ခိုမင်းနှိမ့်စာရောက်လေသောမိဖုရားကြီးနှင့်မူးမပေါင်းတို့ကကံတော်ကုံသွားသောမင်းအစာအတင်းမင်းမြောက်သည်ဖြင့်ဆိုင်ကော်လို့ခြုံပေါ်ရောက်လာသူဖြစ်သည်။ အစပထမ၌မိဖုရားကြီးနှင့်မူမအပေါင်းတို့သည်ဒိန်ခုမင်းကံကုံချောင်းကိုဖုံးပီထားကြသည်ထို့နောက်မှာတောင်သူကြီးအားလမ်းတော်သို့ခေါ်သွားကရေမူးတန်းစင်စေလျက်မြေမြောက်တစားဆင်းရင်ပြီးလျှင်နောက်တနေ့ညီလာခံကြမှဤသူကဘရင်တီးဟုကြီးညာလိုက်ခြင်းပင်ဖြစ်သည်ညောင်းစောရမင်းသည်ပကံရှိဘတ်ရှစ်မိုင်กว่าရှိသူရင်တောင်တန်း၌ရဟန်းတော်များကံကြီးကံငယ်ဆောင်ရန်တိမ်တလုံးတိဆောက်ခဲ့သည်တော်တော်လေထိုတိမ်အဆောက်အအုံမှာ1912ခုနှစ်ကပင်ပျက်စီးသွားခဲ့သည်ရေမင်းကြီးသည် ပထိုးငါးစုကိုလည်းတိဆောက်ခဲ့သည်ယင်းပထိုးငါးစုအနက်ယခုပထိုးသားများသည်တစုအပါအဝင်ဖြစ်သည်ပထိုးသားများသည်ပကန်းရှိဇေဒီပထိုးများအနက်ဝဲနမဲတော်ဆန်းသောပထိုးတစုဖြစ်သည်ဗန်ခီးတဲ့သည်ပထိုးသားများဖျားသူရောက်သွားသည်ပထိုးသားများဖျားသည်ဓပညိုဖျား၏အနောက်တွင်ရှိသည်မကြွယ်နှလောင်းဖျားမှအနောက်ဖက်သွားသောလမ်းသည်ပထိုးသားများဖျား၏အရှိတ်အပေါက်နှင့်တူရှူဖြစ်သည်အထက်တထက်များသာရှိပြီးအရှိတ်မုတ်လှဲ့နေသောဖျားဖြစ်သည်ကိုကြီးအပေါ်ပိုင်းအလဲမှထိုးကြီးတက်သွားသည် ပေါ်ဘတ်တိုက်မာကြီးပြင်ပန်းအပေါ်ပိုင်းဘေးပတ်လဲ၌ပထိုးငယ်များပေါက်ထားသည်ပုံစံအနေထားမှာမိခင်ပထိုးကြီးနှင့်သားပထိုးငယ်များတစ်ခွဲဖြစ်နေသည်ထို့ကြောင့်ပထိုးသားများဟုခေါ်တွင်ခြင်းဖြစ်ဟန်သူသည်ပထိုးသားများသည်အရွယ်စအတော်တန်ကြီးမားသောဇေဒီပထိုးဖြစ်သည်ကျယ်ပြန့်သောအာယုံခံရှိသည်ညံတော်85ပေရှိသည်ဘနာတော်အကျယ်ဝန်း60ပေစတူရန်ဖြစ်သည်အာယုံခံမှာ90ပေစတူရန်ဖြစ်သည်တို့ရည်လေတွင်ဗုဒ္ဓရုပ်ွားတော်ကြီးစံပယ်တော်မူရအခန်းနှင့် အတွင်းပတ်လန်းရှိသည်လမ်းကူအတွင်း၌လင်းရောက်အားနေသည်ဖြစ်၍ဥမုံမှိုင်းမှိုင်းဖြစ်နေသည်အတွင်းပတ်လန်းစင်းကြံတစ်လျှောက်တွင်ကအုတ်လေးသာပရင်းများမှအလင်းရောက်မုံမုံမွားမွားကြောက်နေသည်ရင်ပြည်သူကလက်ရမှာပကံခေဥပြည်သူကလက်ရဖြစ်၍ဝန်ရင်ကျေးမှုဩဇာလွှမ်းခြုံနေသည်ဟုဆိုကြသည်အတွင်းပတ်လန်းစင်းကြံ၏အပြင်နံရံများ၌ပကြီလက်ရများရှိသည်ခြေအောင်မွန်ပါသားဖြင့်ကမိထိုးထားသည်အတွင်းကရုပ်ပွားတော်ကြီး၏ဘေးနံရံအပေါ်ပိုင်း၌ရှေးဟောင်းမွန်ပါသားဖြင့် ဝီနီဒေသနာလာအစိုးမိတ်များကိုဂမိရေးထိုးထားသည်။နိုင်ငံတော်အတွင်းရှိနိုင်ရမုတ်ကတ်များမှကျောက်ဆက်လက်ရဗုဒ္ဓဝင်ရုပ်တုတော်များနဲ့နိုင်ရဆေးရပတိလက်ရများအားဆက်တရာစုခန်းကလက်ရများဟုခံမှန်းကြသည်။ဇန်ခီးတဲ့သည်ဗရိုသားများခုအတွင်းသို့ဝင်ကြည့်သည်။အောက်ထအာယုံခံတွင်အဝင်ထူးခြားသောဘိတုကလက်ရတစ်ခုကိုတွေ့ရသည်။ရင်းမှာအုတ်ချက်များကိုလက်ရထိုး၍ပေါင်းကူးထားခြင်းဖြစ်သည်။ ဗုဒ္ဓဒွင်းဆောင်ပတ်လည်ရှိနိုင်ရန်ဆေးရပကြီးများကိုမူအလင်းရောင်အားနည်းသဖြင့်ကောင်းစွာမမြင်ရပေ။တခါတော့ကပကံခီးခဲ့သည့်အိန္ဒိယနိုင်ငံရှိအာဂျန္ဒရာလှိုင်ကူတို့ရောက်သွားသည့်အာဂျန္ဒရာကူများမှပို၍နှရှိုင်းပြီးပို၍ပင်အလင်းရောင်အားနည်းသည့်ထို့ကြောင့်လှိုင်ကူများတဲ့တွင်လျှက်စစ်မီသည်တက်ဆင်ထားပြီးလျှက်စစ်မီမတွယ်နိုင်သေးသောလှိုင်ကူများ၌ကခီးသည်များရောက်လာချိန်၌အမှုပညာလက်ရာများကိုကောင်းစွာကြည့်ရှုလေ့လာနိုင်ရန်အတွက်အပြင်ဘက်မှဆလိုက်ထိုး၍၎င်းနေရန်ကိုရောင်ပြန်ဟတ်စီ၍၎င်းအလင်းရောင်ဖန်တီးပေးသည် ဗကံဖျားများတွင်နိုင်ငံအတွင်းရှိလူပညာများကိုကောင်းစွာကြည့်ရှုလေ့လာနိုင်ရန်အတွက်တနည်းနည်းဖြင့်အလင်းရောင်စီစဉ်ပြုလုပ်ထားသည်သည်အချို့နိုင်ငံအတွင်းတွင်မူလျက်စင်မီများတွယ်တန်းထားပြီးလိမ့်မည်ဗေယတာဖျားရောက်သွားချိန်တွင်လျက်စင်မီများတွယ်နေစေဖြစ်၍မိကျုံများကိုကြော်လွှားဖြတ်တန်းခဲ့ရသည်လင်းဆောင်အာယုန်ခိုင်၏ဘေးတွင်လေကားရှိသည်ယင်းလေကားမှတက်သွားလေပထိုးအပေါ်သို့ရောက်သည်အပေါ်တက်တွင်အလဲပထိုးကြီး၏ဘေးရှိ၄ဘက်၄မျက်နှာ၌ညာတော်အလဲအလတ်စာစင်းလူတို့များကိုးကွယ်ထားသော ဂူငယ်ကလေးများကိုတစ်ခုစီထုတ်ထားသည်မြောက်ဖက်ဂူငယ်အတွင်းမှဇင်းတို့တော်မှပကန်းခစ်မူလာလိုက်ရယာနှုံးတော်တော်များများကြန့်ရှိနေသည်ကိုတွေ့ရလေသည်ခလိုသားများဂူဖျားပုံတရံမှစိတ်ဝင်စားစရာကောင်းသည်ဂူဤအပေါ်ပိုင်းအလဲမှတက်သွားသောခရိုကြီးမှလည်းခံညာလှသည်ပကန်းခီးတဲ့သည်ခလိုသားများအပေါ်ထက်မှရေနောက်ဝဲရကိုမျောကြည့်လိုက်သည်ရေနုဘွယ်ပကန်းဝင်းကျင်ရှုခင်းကိုမျက်စိတဆုံးမြင်နေရသည်ခလိုသားများဖျားကိုမြည်သူတည်သည် ငါဥစောရမင်းတီတီဟုဆိုသောဗထိုးငါးစုတည်းပင်ဗထိုးသားများအမည်ရှိဘုရားတဆူလဲပါဝင်သဖြင့်ဗထိုးသားများဖျားကိုညာဥစောရမင်းတီတီဟုဆင်အလာယူဆလာခဲ့ကြသည်။တရားတွင်တမိုင်းသူတေသည့်အချို့ကမူဗထိုးသားများ၏ဘိဓုကလက်ရာမှာအစဉ်မြင်သောဘိဓုကလက်ရာဖြစ်နေ၍ဗထိုးသားများဖျားကိုနော်ရထာမင်းကြီး၏တထုံစစ်ပွဲမတိုင်မီကတီတီဟုပြောပို့ရန်မလွယ်ပေ။ယခုဗထိုးသားများဖျားသည်ညာဥစောရမင်းတီသောဗထိုးငါးစုတည်းကတဆူပါဝင်ဖြစ်သော ပထိုးသားများနဲ့နာမည်သူအခြားပထိုးတစုသာဖြစ်ဖို့ရှိသည်။ယခုပထိုးသားများဖျားတွင်တွေ့ရသောမကြည်လက်ရများကိုထောက်ယူပထိုးသားများဖျားမှာရစက်သားမတိုင်းခင်စောစောပိုင်းကာလလောက်ကတည်သောဖျားဖြစ်ဖို့ရှိသည်ဟုခံမှန်းကြသည်။ဘုတွင်၌နှောင်းခေကြမှရေးဆွဲသောမကြည်လက်ရတစ်ခု၌မဲလွယ်ဟုသောအတုံးနှုံးကိုတွေ့ရှိရသည်။ယင်းမဲလွယ်ဟုသောစကလုံးကိုမင်းလူလင်းစောလူမင်းဟုအနှံ့အဓိပ္ပာယ်ကောက်လျက်ပထိုးသားများဖျားကိုစောလူမင်းတည်သည်ဟုလည်းအချို့ကယူဆကြသည်။ တို့ရတွင်ဇော်လုံးမင်းသည်သူ၏နန်းသက်ခုနှစ်ကာလအတွင်းဖြားများနေရသောဘုရင်ဖြစ်သည်သူ၏ခမည်းတော်နော်ယထာမင်းကြီးတီးသွားခဲ့သော မပြည့်ပြတ်သေးသည့်ရွှေစည်းကုံဖျားကိုပင်ပြီးသက်ချောကင်နိုင်သည့်အခြေအနေမရှိခဲ့ခုနောက်နန်းဆန်သောကျန်စစ်သားကရွှေစည်းကုံဖျားကိုဆက်လက်မောမှန်ရလေသည်မန္တန်ရာဇဝင်၌လည်းဇော်လုံးမင်းအကြောင်းကိုမင်းဇော်လူကလုံရည်ကြံ့ရင်မရှိမူကြီးမယားတို့ကိုလည်းနှလုံးမကြည်အောင်ပြုတတ်သောအလေးရှိသည်အမည်တော်တည်သောရွှေစည်းကုံမပြီးသည့်ကိုလည်းမလုံပညာရှိတို့ရှောက်သောစကားကိုလည်းမယူ အပြောရွှေနှစ်တာနေဤဟူရေးသားထသည်ထို့ကြောင့်ဘုရောသားများဖျားကိုဆောလမင်တီတီဆိုသည်မှာဖြစ်နိုင်ပါမည်လောဘုရောသားများဖျားညောင်းဆောယမင်တီเจ้าကိုမူကြောက်စာ၌ခိုင်မာဆိုထသည်ရင်းကြောက်စာရေးသားကိုထောက်လေညောင်းဆောယမင်တီပကံဘရင်များအနက်ရှေးဥစွာဇေဒီတီသောဘရင်ဖြစ်ကြောင်းသိရှိရပေသည်။ဟုတ်ပြီပကံ၌နော်ထာမင်းလက်ထံမတမီကပင်ဇေဒီပထိုးစတင်တည်နေကြပြီဟူ၍လည်းသိရှိရပေသည်။မြမသမိုင်းများ၌ညာဥစောရမဲအား ရည်ကြီးတို့နှင့်ပလဲနံတင်သောနန္ဒကာကိုကိုွယ်သူဘုရင်ဖြစ်ရေးသားဖော်ပြထားကြသည်။တရားတွင်တွေ့ရှိရသောကြောက်စာနှင့်ဇေဒီပထိုးများကိုထောက်လင်း။ရောင်စောရံမင်းသည်ဗုဒ္ဓဘာသာကိုကိုးကွယ်သောယုံကြည်သောကုသိုလ်ကောင်းမှုကိုလိုလားသူဘုရင်ဖြစ်ကြောင်းသိရှိရပေသည်။